င်းနဲ့လပြီးဝင်းကြီးကဲ့သို့ကျက်တီမင်္ဂလာရှိပါပြီတယ်လို့ဆိုပေးရတယ်။ဆင်းရဲတဲ့ကလေးတွေကြတော့လေမန္တကလေးထိုးပေါ့။ဘုဘဲခုနေဒီဘဲခုနေခေါ်ပြီးတော့တီဝိုင်းမထည့်နိုင်တော့ရက်ွက်ထည့်ရငပြူးရက်တစိမ့်လောက်တိုက်ပြီးခေါ်ထား။ဒါလည်းနည်းနည်းမူးမူးနဲ့မက်ဒလင်လေးနဲ့လာဖြောပြတာပဲမင်္ဂလာဆောင်မင်္ဂလာမြောက်တာ။ဘုရားတော်နမင်းများကဂဟေဆက်လူသားရဲ့ ရှေးဦးညူသူသားနဲ့ကျင်ရတော်မိုးဟေကူတို့ရဲ့ဆိုရင်မဟုတ်မှန်းသိပေမဲ့လက်ဖက်တွေတိုက်ချင်းတိုက်နေသေးတာနော်ဘဝဆိုတာတကယ်မင်္ဂလာရှိပါမလားကမောက်ကမပေါ့ဖတ်တော်တော်လေးတော့ကြအောင်မအများကြီးပြောချင်ပါတယ်ဖြစ်ချင်တာဖြစ်လို့ဖယ်ရပါမလဲကျွန်တော်ပြက်ဆက်လေးတွေပါလေရေးပြီးတော့တနေ့တော့လူငယ်တွေကရက်ွက်ထဲကလာပြက်ဆက်အပ်တယ် ဆရာနေရဲ့တဲ့အလွမ်းပြက်ဆက်လေးတပုတ်လောက်ရေးပေးပါဟာမင်းတို့ကွာအလွမ်းပြက်ဆက်မလုပ်ပါနဲ့လုပ်ပါဆရာရဲ့တဲ့ကျွန်တော်ကအလွမ်းပြက်ဆက်လေးတော့မရေးတတ်ဘူးမင်းတို့က15ရက်လောက်ပဲရက်ရတယ်ဆိုတော့နေဦးမင်းသမီးအောင်မင်းသမီးကတော့တကယ်အစ်စ်ပါတဲ့ငှားထားတယ်ဟုတ်ပြီတခါတော့ကထွေးညူဆက်ကောင်မလေးယူရမှရှိတယ်သူ့ချစ်သူကဟိုးတိုင်းပြည်တောင်ဝန်ထမ်းဆောင်နေရှီတန်းမှာဒီနေ့ရှီတန်းကခွင့်ယူပြီးပြန်လာရင်ကိုသစ္စာနဲ့ထွေးညူနဲ့ပေါင်းရမယ်အဲ့ဒီအချိန်မှာပဲမမျှော်လင့်မဲ့ထွေးညူလို့ယူရမှကြိုင်းခဲ့တာကိုကို ကိုကြီးတာတင်တော့ဖြက်စီးလိုက်နှမကြီးများလက်ကတော့ပါရဲ့ဖြက်စီးလိုက်တဲ့အခါမှာသူ့ဘဝလူလုံးမလှတော့ဘူးဆိုပြီးတော့ဒီဘဝနေလို့လည်းမထူတော့ဘူးဆိုပြီးတော့ဘာကြီးမုံကိုသွားပြီးတိုင်တယ်ဘာကြီးမုံရဲ့ကိုသစ္စာလာရင်သာပြောလိုက်ပါတော့ကျမသစ္စာရှိရှိစောင့်တော်လည်းပဲကျမဘဝမလှတော့ဘူးအဖရဲ့ဆိုမိုးကြီးလေကြီးကြတယ်မုံတိုင်းကြတယ်အထက်ချူရင်းညောဖြတ်ပြီးတော့ချောင်းနဲ့ကြတိတ်ခိုင်းကပြုတ်ကြချူရင်းညောလေးစုံတော့မှလိုက်တာချလွန်เสียပေါ့ ဟိုသစ္စာလိုင်းတော့ဟိုးကလွမ်းစေဒီမှာနောင်ဘဝများမှပေါင်းပါပါစီလို့ပြောလိုက်ပါဘာကြီးမုံရဲ့ပေါ့ဘာကြီးမုံလည်းညံကိုင်းကြီးကိုဖဲလောင်းလေးကိုပွေ့ဩဖြစ်ရလေထွင်းညူရဲ့ပေါ့အဲ့မှာကလကားချတော့မျက်ရည်နဲ့ပြန်ကြရမယ်ပေါ့ကျွန်တော်ရေးပေးတယ်ထားပါတော့တကယ်လက်ကလည်းညံနေပိုင်းကလေးကဒီပြက်ဆက်ရောက်မဲ့အချိန်ကျတော့ညံကိုင်းကြီးကိုဒီလိုနေရာကနေကျိုးနေဆွဲထားရတယ်ခုတ်ပြီးတော့ထွင်းညူလိုင်းပြုတ်ကြအောင်လို့ ဘာကြီးမုံကလည်းတဲလေးနဲ့ဟိုဘက်မှာမိုးရီလေးတွေလည်းကြာတာပေါ့ကျွန်တော်တို့က effect တွေလောက်ရတာပေါ့အဲ့တော့မင်းသမီးကတကယ်မင်းသမီးဆရာတဲ့ထွက်လို့ရပြီလားရပြီဘာကြီးမုံကခမ်းမိုးနဲ့ဒုက္ခောက်နဲ့မိုးရီလည်းရွာနောက်ကလျှက်စီတွေလည်းပြက်မိုးချိုးတွေလည်းပြက်နေဘာကြီးမုံဘာကြီးမုံဆိုချွန်းကြီးကပြေးဝင်ဟဲ့ဘယ်သူတို့ဟဲ့မိုးရီလေးတွေသမီးပါဟိုတစ္ဆာလာရင်သာပြောလိုက်ပါတော့ဘာရဲ့ကျမဘဝမလှတော့ပါဘူး ဟဟိုးကလွမ်းစီဒီမှာနောင်ဘဝမြတ်မှ ပေါင်းကြရပါစေလို့ဆုတောင်းပြောလိုက်ပါဟဲ့ဟဲ့ငါသမီးထွေးညူအိုးဖိုင်ငါးရငါကဘာခန်းရတဲ့သမီးရဲ့မောင်သစ္စာလံရဘပြောမှာပေါ့ဗိမောလေလိုက်ဆွဲတယ်မိုးရက်လေးလည်းထွေးညူကထွက်ပြေးတယ်ဒီဘက်ထိတ်တာရောက်တယ်ညောင်ခိုင်းကပြုတ်မကြထွေးညူညောင်ခိုင်းနဲ့တဲ့တဲ့ချမဲ့ကောင်ကအေးတွေပြက်ပြီးတော့ကျိုးဆွဲထားပြီးအဲ့ ကျွန်တော်လရင်သွားအဝါတယ်ဟိုမှာထွင်းညွာဒီဘက်ထိပ်ရောက်လာမြင်ညောင်ခိုင်းရမကြသေးဘူးထွင်းညွာပါတယ်တကယ်မင်းသမီးဆိုတော့တပတ်ပြန်လက်ဘာကြီးမောင်ကြီးမတားနဲ့တော့မလွတ်လွတ်တာမတားပါဘူးညောင်ခိုင်းရမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဘာကြီးမောင်ကနှခမ်းမွှေးချုပ်ပြီးပြီးပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွင်းညွာတပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လန့်မဟုတ်ဘူးတတ် ငါသမီးရဲ့သဘောပေါက်လိုက်ပြီဘာကြီးမောင်မဖြစ်ရတယ်ငါသမီးရဲ့ဖန်ငါရငါကဘာကိုသစ္စာလန္နာပြောလိုက်ပါတော့အဘသွားပြီဘာကြီးဆိုတော့မဟုတ်ကောင်ကျွတ်လွှတ်ချထွင်းညူပေါ်မကြောက်ဘာကြီးမောင်ပေါ်သွားကြတယ်ဘာကြီးမောင်ကလော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 နဲ့ရှေ့ရထွက်တော့ဟိုကောင်ကလွှတ်ချထွင်းညူကပါတယ်ညောင်ကိုင်းကြီးကိုဘာကြီးမောင်ပေါ်ဖဲဘာကြီးဘာကြီးမောင်အလောင်းကိုပို့ဖြစ်ရတယ်ဘာကြီးမောင်ရဲ့ ြစ်ချင်တာတခုဖြစ်သွားတာတခုအလွမ်းပြတ်စရေးခိုင်းနေဆရာနေရေးခိုင်းလိုက်တာဆိုပြီးလူငယ်တွေကရိုက်မယ်လို့လို့သုံးရက်လောက်ရှောင်းနေရရဲ့ရင်နဲ့မပြန်ဘူးတဝါးဝါးနဲ့ပြန်သွားတော့ဒီကောင်နဲ့တူမလုံနဲ့လူငယ်ဆိုတာတကယ်ရိုက်ချင်တကယ်ရိုက်တဲ့ကောင်လားအဲ့တော့တုံးရလောက်ရှိမှပြန်လာပြီးတော့မင်းကွာမင်းတို့လည်းလူတွေမှစိတ်ညစ်ရတယ်ရားတဲ့တို့ဘာတို့ညာတို့ဟာတာပဲကောင်းပါတယ်ဆိုပြီးယူကြောင်မှုကြောင်တော့ရနော် ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လူတယောက်စီတယောက်စီမှာတဘိုးလေးကြောင်ထားရတယ်နော်တကယ်လဲစမ်းမကြည့်နဲ့သဘောသဘောပြပြတာတဘိုးလေးကြောင်ရှိတယ်လူတယောက်စီမှာတခုကကာမယောဂတဏှာတဘိုးထမ်းထားရတယ်တမချင်းတဘိုးပေါ့နော်ထားရတယ်တဲ့ဘဝတဘိုးဘဝယောဂခေါ်တယ်ဘဝတဘိုးကလည်းထမ်းရတယ်အယူအဆဒိဋ္ဌိယောဂအယူအဆတဘိုးကိုဆွဲကန်ထားတဲ့အယူအဆတဘိုးကြီးလည်းထမ်းရတယ်အဝိဇ္ဇာယောဂ မသိမှုဆိုတဲ့ဘိုးကလည်းထမ်းရသေးတယ်မသိမှုကအမှန်တန်ကြောက်เสียကောင်းစားလည်းမတက်ပေးလည်းမတက်ဘာမှလည်းမသိလားဘာမှမသိခြင်းများနဲ့ဘဝကိုဖျက်သန်းတဲ့အခါအဝိဇ္ဇာဖြစ်တယ်အမှန်တန်ကြောက်เสียကောင်းဒါကြောင့်စားဖတ်ကြပါလို့ပြောတယ်တောမှာဆိုတဲ့ပြည်မှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်းယူဝတ်เสียမှရှိဘူးပစိုးစုပ်ကလေးနဲ့ခါမှဓမ္မရိုးလေးတစ်ချောင်းပဲသူပိုင်တယ် ဟိုးရထက်ကအကျော်တဲ့ဒုံမြရင်တဲ့အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘိုလ်လေးထဲမှာအိပ်ရပဲလော်ထင်းလေးတွေဒါကလေးတွေခုတ်ခုတ်ပြီးတော့မှဒုံမြရင်ကိုသွင်းရတယ်၃စီးဆိုရင်တစ်စီးနှစ်ကြက်ဆိုတော့၆ကြက်ရဒုံမြရင်အကျော်လေးတစ်ဖက်နဲ့ထမင်းညာလေးတစ်ခဲမနဲ့ကျွေးတာလေးစားညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလော်ထင်းလေးတွေသွားခုတ်ဒုံမြရင်ကိုပေးဒုံမြရင်ကနှစ်ကြက်နဲ့ဈေးဖြတ်ထမင်းကလေးနဲ့အကျော်ကြမ်းကြမ်းနာလေးနဲ့ ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာသာမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးရေကုန်ပြီဆိုတော့ဟိုးဝေဝေစိမ့်စိမ့်ညို့ညို့စီဖိုးတောင်ကဓမ္မတော်လေးကင်ပြီးသွားတောကြီးမှာသုံးလေးမိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်လာဟာဖြောင်းတစ်ပင်ကလည်းထီလိုပဲဖြောင်းငါခါတိုင်းခုတ်နေတဲ့ပဲလော်ထင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင်းတန်းနေပါလားဘာပဲများလဲ ါပဲမဖြစ်ဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရခါဓမ္မရိုလေးထုတ်အပင်ကြီးသုံးလေးချက်ခုတ်အနာယူနီဖောင်းနဲ့တူတယောက်ချက်ချင်းရမလားသတော်ဦးစီးတဲ့ရေးထားအမမကိုလူမင်းတဘာဟုတ်တာတော့သစ်ပင်ခုတ်တာပေါ့သစ်ပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေလို့ ခက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘောကမတစ်ခါမှလည်းမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရေးကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျာဟူးပြပြကမင်းနာမည်ဖိုးထောင်ဖိုးထောင်တောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ botanical science ရုပ်ခသိပ်ပံနေဆိုရင် tectona grandis lin air flow ခေါ်တယ်။သင်္နန်းကဆင်းလာကစားသင်္နန်းကဆင်းလာစားရဲလည်းမမေ့သေးတော့ဒီတောသားဟောက်သွားပြီးတော့ယုတ်ကသိပ္ပံနဲ့ဆို tectona grandis lin air flow ခေါ်ရင်အင်္ဂလိပ်လိုကြ T E A K T I K ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခမညာဟာ တို့တိုင်းပြည်တွေပေါက်တာအင်္ဂလိပ်ပဲဖြစ်ရမလားကွာဩဆရာကြီးမသိဘူးလေနှုတ်ဘာပြောလဲခင်ဗျာကျွန်းပင်ဆရာကြီးငကောဗမာလူပြောရရသားနဲ့ဆရာကြီးဖြစ်တယ်ကောင်းပဲလင်းနေအောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်တွေလင်းနေအောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘာလို့ခင်ဗျာဒီပင်ကိုမင်းခုတ်တာတလောက်2.90လောက်ဆောင်းဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကဘုမအောက်က တို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်ဆင်းနေအောင်ချချောင်းနေရနေပြီးတစ်စိတ်တွေပို့တစ်စိတ်ရနေရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံသားတင်တဲ့တင်ပေါ်ကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံသားငွေရတာအော်ဆရာကြီးမသိလို့မေးပေးရတယ်မေးဗမာပတ်စံဘာဖြစ်လို့လဲခင်ဗျာဒီကောင်ကပြဿနာပဲဒီကောင်က မင်းမသိအေးစေးနေငါပြောတာနားထောင်ဒီပင်ကအရေးကြီးတော့ငါပြောနေတယ်နိုင်ငံတော်ကပိုင်တဲ့အပင်ခမဘသူပိုင်လဲနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ဘာပါလဲခမဘယ်သိမှလဲတော်တဲ့ကြည်ရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပြရစီမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခမ ခက်တယ်ကောင်းပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းပြည်ပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြထမ်းထားတယ်ကျွန်းတပင်ခုထောင်းစင်နေခမညာထောင်းစင်နေကြတယ်ဒီအပင်တပင်ခုဟာအဲ့ဒီတော့မှဖိုးထောင်းချွေးသီးချွေးပေါက်တွေကြသူကသူလည်းစဉ်းစားတယ်တယောက်တည်းဒီပင်ငါခုမိတာတော့ပြဿနာတက်ပြီ တို့ရကตาဤလူတက်တာခုနှစ်နှစ်ကြာတယ်ကြာဘူးတယ်ဒီပင်က10နှစ်ဆိုငါဒီကောင်းပိုင်းရင်3နှစ်တက်တာမယ်ဟုတ်တယ်လေသူလည်းတက်တာရတက်တာကြောင့်စဉ်းစားတာဘုရားသင်္นานကဆင်းတဲ့ပညာပေးဆရာကမသိဘူး ခါကဓမ္မတို့ထုတ်ပြီးပိုင်းတော့သေရောနော်ဒါကြောင့်စံကပူမှာပညာများပေးရင်ဝေးဝေးကပေးကြပါဟုတ်ပြီမသိမှုအဝိဇ္ဇာကြောက်စရာသိကောင်းလဲဒါကြောင့်စာဖတ်ကြပါစာဖတ်ကြပါလို့ပြောနေတာဖြစ်ပါလေနော်တခါတလေကြတော့မှန်တယ်လို့လည်းမှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုစေး6လာကျွေးတယ်ကျွေးပြီးတော့ intelligence power block တက်လာတယ်လေစစ် စေကြောင်းသားတွေကနောက်ကပမောက္ခရှေ့ကသူနာပြုဆရာမလေးကိုစီစေယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်စေ၆လာကျွေးသုံးသုံးလီဘလောက်လဲစေစသဝိနာရှင်ကစဉ်းစား၁၂၆ပါခင်ဗျာတော့မရသေးဘူးဘယ်နဲ့သုံးသုံးလီ၁၂၆အောင်မကွာနောက်တယောက်လာဒီမိကုံမဲ့မေးတယ်နောက်လူနာတယောက်သုံးသုံးလီဘလောက်လဲကြာသာပရိပါခင်ဗျာဟွန်း မင်းကအခရာတို့ကြီးတို့တရတို့တော့မပေါ့သောက်ပဲသားနောက်တယောက်လာသုံးသုံးလေးဘလောက်လဲကိုးပါခမညာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘလို့ရလဲကိုးဟိုပထမကောင်136ရက်ဒုတိယကောင်ကြာသပတိနှုတ်လိုက်တာတဲ့တခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်